တရားထိုင်မှအပေတကားပိတ်တယ်ဆိုကြတော့အပေတကားပိတ်ခြင်းလွဲပါတယ်ငါးပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတော့ညီသွားလိမ့်ဦးမယ်နော်ငါးပါးသီလသာလုံအောင်ခဲအပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံမှအပေဆိုတာကြရသော်ဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးဖောတာတာရှိတယ် အနန္တရိယပိစန္န္တရိယကမ္မ၅ပါးကျွလို့ရင်တော့တေချာပေါ့ပဲဟောအမေတတ်တယ်ဖေတတ်တယ်ယဟနာဟုတတ်တယ်မြတ်စွာဘုရားသူစိမ့်တီအောင်ပြမားတယ်သံဃာသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါ့ကြံတဲ့ဟာတွေကတော့တေချာပေါ့လို့ပြောနော်တေချာပေါ့မပြောမေဘီနဲ့ပဲတော့ပုစီကိုဘာလို့လဲဆိုလူမကွန်ဒီရှင်းတွေရရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခုကျွလွန်တိုင်း ဒီပြစ်မှုကျူးလွန်ရင်ထောင်သုံးနှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်နိုင်ကြာလာပတ်စံရှိတဲ့လူကြမကြဘူးလေဘာလို့လဲဆိုတော့သူပတ်စံကသူ condition ခေါ်တာသစ်နော်လူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးဘာလို့မကြတာအဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာအဲ့လိုဆိုလိုတာအပေကလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ် ကပ္ပတန်နေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေလီကောင်းနေလောက်ထိုင်ရင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝဩဇာကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လဲအပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုံးရင်တော့လေလွတ်ချင်မှလုံးမှာပေါ့ဥပမာမဲ့ အပဒံထဲမှာပါတဲ့ပန်းလေးတစ်ပွင့်လှူတာနဲ့60တဲ့တပါအပေမလားဘူးတဲ့။ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားလေ။အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်နိ။သူ့ဖို့မှာဒါအပေတကားပိတ်သွား။မြတ်စွာဘုရားကိုယ်တိုင်ကသာဥပါတိတေတတုတ်ဆိုတာဟောတာရှိတယ်။ဘေးဥပဒံရှိနေပြီမဲ့လို့အပေမကြနိုင်တဲ့ပုံကိုယ်လေးဆိုပြီးဟောတော်တာရှိတယ်။အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်မိတ်လေးနဲ့ပေါ့နော်။ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့။